ဆရာလက်ရှိအခြေအနေလေးပြောပြပြပါအာလက်ရှိအခြေအနေကတော့ကျွန်တော်တို့ကြောက်မဲ့မျိုးနယ်လက်ရှိအခြေအနေကတော့ဥချိန်ကတော့အေဂျင့်မှုတွေရှိပါတယ်ကျွန်တော်တို့တက်မတော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေရောတဆိုင်ရာဌာနဆိုင်ရာတွေအလုံးပူပေါင်းပြီးတော့အလုံးချုပ်ရေးတည်ငြိမ်တည်ငြိမ်ရေးအတွက်ကိုဆောင်ရွက်လေအခုလည်းအေးစစ်တွေနဲ့တည်ငြိမ်ငြိမ်နဲ့ရှိပါတယ်လုံချုပ်ရေးလည်းလက်ကင်ပတ်ကင်တွေကတက်မတော်သားတွေကမြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကညားပါနေတယ်ဆောင်ရွက်လေရှိပါတယ် တော့မျိုးတွေကိုလည်းပဲတောင်ပယ်မျိုးစုဆက်ဆောင်နေတဲ့တောင်ပယ်မျိုးစုမျိုးသားတွေအားလုံးလည်းအများစုဟာဖြစ်ဖြစ်နဲ့ပြန်ဝင်လာပြီဖြစ်တယ်အခုဆိုရင်ကျွန်တော်တို့ကြောင်းနေစာတင်ကြောင်းနေဆိုရင်ကျွန်တော်တို့9ရက်နေ့ကစပြီးတော့ကြောင်းနေလည်းဖွင့်ပြီကြောင်းနေဖွင့်ပြီဆိုရင်ပြည်သူတွေလည်းအားလုံးကတဖြည်းဖြည်းနဲ့ဝင်လာတော့မှာဖြစ်ပါလားလက်ရှိဆရာတို့မြန်မာနိုင်ငံမြေသက်တပ်ဖွဲ့အနေနဲ့ပေါ့နော်ကြောင်းမဲမျိုးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာပုံများပါမှာကျွန်တော်တို့ကဒီ တောင်းပန်ပထမအောင်ဆုံးပြောမယ်ဆိုကျွန်တော်တို့နောင်ချိုပေါ့နော်စပြီးတော့တိမ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့နောင်ချိုကျွန်တော်တို့ချက်ချင်းကျွန်တော်တို့ပြန်ဝင်ပြီးနောက်နေ့မှာကျွန်တော်တို့ပြန်ရောက်ရှိပါရောက်ရှိပြီးတော့နောင်ချိုမျိုးကိုမှအခြေပြုပြီးတော့နှစ်လနေပါနောင်ချိုမျိုးနဲ့ဒီလူလူတွေရဲ့ရွှတ်ဆောင်သွားတဲ့ကြောင့်ကျောင်းနေဆေးရုံနေအာကစားကွင်းနေလမ်းဘေးဝဲရတွေကအခုနခြုံနယ်ပိတ်ပြောင်းနေလက်မျိုးရဲ့အင်္ဂါရက်ကိုရုပ်ဆိုးစေတဲ့အတွက်ကြောင့်ခရမ်း စီမံခန့်ခွဲဥက္ကဋ္ဌနဲ့အနာဆိုင်ကျွန်တော်တို့ထားဆိုင်အားလုံးပူးပေါင်းပြီးတော့မျိုးတန့်ရှင်းတာအလားပါရေကိုကျွန်တော်တို့ဆောင်ရွက်ပါကျွန်တော်တို့မိတ္တဥစည်းဌာနဆိုရင်ဒီနယ်မိတ္တကနေပြီးတော့မျိုးတန့်ရှင်းတာအလားပြောင်းလဲထူထောင်ရေးလုပ်ငန်းလုပ်ဖို့အတွက်မြက်ဖြတ်ဆက်တွေကျွန်တော်တို့ချိန်စောတွေအဲ့တော့အဲ့ဒီဟာတော်တော်များကျွန်တော်တို့ထည့်ပေးလိုက်တယ်အဲ့ဒီမှာမိသေးသေးဖြစ်ရင်လည်းဆက်ချင်းဆောင်ရွက်နိုင်ဖို့လည်းမိတ္တရင်တွေလည်းထည့်ပေးလိုက်ပါတယ်အခုအဲ့ဒါကလည်းကျွန်တော်တို့လုပ်ပြီးတော့ကျွန်တော်တို့နှစ်ရက်နေမှာအဲအမတော်အကြောက်မဲ့ဟိုထိန်ချုပ်လိုက်ပြီးတဲ့နောက် ကျွန်တော်တို့ဒီဘက်ကို၂ရက်နေမှာကျွန်တော်တို့ထွက်လာပါရောက်ပြီး၃ရက်နေရဆားပြီးတော့ကျွန်တော်တို့စာတင်ကျောင်းနေအရင်ဆုံးနိုင်ငံတော်ကြီးကဲတွေရဲ့လူလာချက်ဖြစ်တဲ့စာတင်ကျောင်းနေကျမရေးတွေဌာနတွေဆေးရုံတွေအများဆုံးဖွင့်နိုင်ဖို့အတွက်ကိုကျွန်တော်တို့စာတင်ကျောင်းဖြစ်တဲ့အထက်ကတက်ကိုကြောင်းမဲအထက်ကတက်ကိုစတင်ပြီးတော့ကျွန်တော်ဌာနဆိုင်အပေါင်းဆုံးနဲ့ပထမအဆင့်မှာဆောင်ရွက်ပါတယ်နောက်ပိုင်းမှာတော့ကျွန်တော်တို့ဟိုမီဒန်ဌာနနဲ့မီဒန်တပ်ဖွဲ့ဝင်များနဲ့ညမတပ်မတော်သားတွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့အဲဒီကျောင်းမှာရှင်းလင်းရေး လောက်ခဲ့ပါတယ်အဲဆိုကျောင်းကအခုဆိုရင်ဖွင့်လို့ရပြီပြီးတော့အမကလေးမှာကျွန်တော်တို့စာတင်ကျောင်းကိုပြည်သူနဲ့ပူးပေါင်းပြီးတော့ဒါပူးပေါင်းပြီးတော့စာတင်ကျောင်းဖွင့်နိုင်ရင်အမကလေးမှာလည်းကျွန်တော်တို့ကျောင်းဖွင့်ထားတယ်တန့်ရှင်းဆောင်ရွက်ခဲ့ပြီဖြစ်ပါတယ်အခုဆိုကျွန်တော်တို့ဘူဒါကိုလည်းတွားပြီးတော့ဘူဒါဝန်ထမ်းတွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ဆောင်ရွက်လျက်ရှိတယ်စေယုံကိုလည်းပဲကျွန်တော်တို့ဒီလိုစေယုံအများဆုံးဖွင့်နိုင်ဖို့အတွက်လည်းကျွန်တော်တို့ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်ထို့အပြင်ကျွန်တော်တို့နောင်ချိုပါကလေးက ကျွန်တော်တို့မိသားတက်ဖွဲ့ဝင်တယ်ပြည်နယ်မှုကမိသားရေများအပြင်ဒုနာတရင်ကိုမှကျွန်တော်တို့ထည့်ပေးလိုက်ထည့်ပေးတဲ့တော့ဒါတွေကြီးခဲတွေမျိုးဣမန်မျောမျောလင်းဖို့ဘောလို့ခေါ်မယ်အမြင်ပေါ့နော်သူတို့ကဒီလိုအချိန်မှာပြည်သူတွေတားတွေဘာတွေညာပြက်စီမှုတွေဖြစ်နိုင်တဲ့ကြောင့်ကျွန်တော်တို့ပြည်နယ်ရုံးပိုင်နဲ့ဌာနပိုင်ပေါ့နော်ပြည်နယ်ပြည်နယ်ပိုင်ဌာနပိုင်ကျတဲ့အမ်ဘူလန့်ကိုပါကျွန်တော်တို့တပါတဲ့ထည့်ပဲအဲ့တော့ထည့်ပေးလိုက်တာကကောင်းတော်ကောင်းပါလားဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမှာဖြစ်နေတဲ့ မိုင်းထီလူနာတွေအဲ့ဒါကလေးမမွေးနိုင်တဲ့လူနာတွေပြည်သူတွေပြန်ဝင်လာပြီလေဝင်လာပြီဆိုကျမကြီးဆိုင်ရန်ပိုင်းတွေပြဿနာတွေပေါ်လာနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့အဲ့ဒီမှာငောင်ချိုစိယောင်းကလည်းပြီးတဲ့အချိန်ပဲပျက်စီးဆုံးရှုံးခဲ့တဲ့အတွက်ကြောင့်ချို့ကတွေပျက်စီးခဲ့တယ်ပျက်စီးတဲ့အတွက်ကြောင့်ဥတာမှုတွေပိုင်းဆိုင်မှာအနိုင်တဲ့ကိစ္စကိုကျွန်တော်ပြင်ဦးလည်နေမန္တလေးကိုကျွန်တော်တို့ပို့ရပါအဲ့ဒါကိုကျွန်တော်တို့ကမြန်မာနိုင်ငံပြည်သားတစ်ဖက်ကအဲ့ဒီကျွန်တော်တို့ဌာနအပိုင်းရင်နဲ့ပွားပြီးတော့ကျွန်တော်တို့ညဘက်ကစပေါ့နော်နောက်ကျွန်တော်တက်ကလုံးကြုံလေးတွေသတင်းပို့ပြီးတော့ မန္လေးထိတော့ကျွန်တော်တို့ပို့ရမန္လေးပြင်ဦးလင်တောက်လျှောက်ပို့ရအခုလည်းပဲကျွန်တော်တို့ကြောက်မဲ့ရောက်တဲ့ခါမှာလည်းဒီအမ်ဘူလန့်ရင်နဲ့ဘာလို့ဒီရောက်ပြီးနှစ်ကြိမ်ကျွန်တော်တို့ပို့တာခဲ့ပြီနောင်ချိုနောင်ချိုတစ်ကြိမ်ပြင်ဦးလင်ကိုတစ်ကြိမ်ကျွန်တော်တို့မနေ့ကတစ်ကြိမ်ပို့တာဆောင်ရွက်ခဲ့ပြီဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောကြလို့ပါတယ်လက်ရှိဆရာတို့ဒီပြန်လည်ထူထောင်ရေးလုပ်ငန်းတွေရှင်းလင်းရေးလုပ်ငန်းတွေလူလူရဲ့ဦးအောင်ပေါင်းလောက်ရှိအခုဆိုရင်ကျွန်တော်တို့ဒါအခုပြည်သူတွေဆိုရင်အခုဆိုတဖြည်းဖြည်းနဲ့ ဟိုကျွန်တော်တို့ဒီမှာဝင်လာတဲ့ပုံမှာမြင်သူတို့လည်းအမြင်ကြည်သွားပြီလေဒီရဲ့ဟွာကိုသိသွားပြီဆိုတော့အဲ့တော့တန့်ရှင်းလုပ်ငန်းတွေမှာရက်ွက်သူရက်ွက်သားတွေကအကုန်လုံးလာပုံပူပေါင်းပြီးတော့ဆောင်ရဲဒါဆိုကျွန်တော်တို့အမကအလအလက၄ပေါ့နော်လ၄လို့ခေါ်ရဲအကြောင်းမှာဆိုရင်ဒါမြတ်ဝါထဲတယ်ပြည်သူနဲ့အင်တာအရာနဲ့ပြောပြောရွှေရွှေနဲ့အကုန်လုံးတန့်ရှင်းတွေဆောင်ရဲတော့အကြောင်းကတရက်ထဲနဲ့တော်တော်ပြောင်းသွားကျွန်တော်တို့တော့နည်းနည်းလေးကိုဘယ်လိုခေါ်မလဲနောက်ရက်ကူးစရာမလိုတော့ဘူးပေါ့နော် အမိုက်လောက်ပဲကျွန်တော်တို့ဝိုင်းသိမ်းကူတာတော့ပဲရှိတယ်ကျွန်တော်တို့ကတော်တော်များလည်းပါအခုဝင်လာတဲ့ချိန်မှာလည်းပြည်သူတွေကလက်ခံကြတော့ဗောနော်ဟိုလည်းဟိုကြိုးဆိုကြတယ်ပြည်သူရတယ်ဗောအဲ့လိုဟာမျိုးတွေကျွန်တော်တို့တွေ့ရတော့နော်ဒါတွေကတော့ပြည်သူတွေအခုတဖြည်းဖြည်းနဲ့အားလုံးကပါလာပါပြီတဖြည်းဖြည်းနဲ့ပါလာပြီဟိုသူတို့တွေလည်းသိသွားကြပြီဗောအဲ့တော့အဲ့ဒါလေးတွေ ကျွန်တော်တို့ဌာနအနေနဲ့လည်းမိတ္တဥဌာနအနေနဲ့မိတ္တရင်တွေကိုလည်းပြည်နယ်မှာပြည်နယ်ကနေလာညွန်ကြားရေးမှုရုပ်ရဲ့လမ်းညွန်ချက်ပေါ့နော်ညွန်ကြားရေးမှုရုပ်ရဲ့လမ်းညွန်ချက်အရာမိတ္တရင်တွေဖြည့်ဆည်းပေးဖို့ပြည်နယ်မှုလမ်းညွန်တဲ့ဘက်မှာပြည်နယ်မိတ္တဥသိမှုအရညွန်ကြားရေးမှုရုပ်ရဲ့လမ်းညွန်ချက်အတိုင်းကိုကောင်းထက်ပေါင်းဆောင်ရတယ်ကျွန်တော်တို့ကလည်းညွန်ကြားရေးမှုဟာနေဆိုချိန်ဆော့ကွန်မန့်အတိုင်းပေါ့အဲ့တော့ကျွန်တော်တို့ညွန်ကြားရေးမှုရုပ်ဆိုရင်တော့ဒါပြန်လဲတူတော်ရင်ကာလဖြစ်တဲ့တော့ကြောင့်စေတနာထားပြီးတော့ဆောင်ရွက်ပေးပါဆိုပြီးလမ်းညွန်ချက်ပေးထားတဲ့တော့ကြောင့်ကျွန်တော်တို့ကလည်းမိတ္တတစ်ဖက်ဝင်နေရတယ်ပရာဟိတလုပ်ငန်းနဲ့ဆက်ဆက်နေတဲ့တော့ကြောင့် ျွန်တော်တို့ညချိုင်းမှုကျုံရဲ့အမိတ်တိုင်းပြင်ကျွန်တော်တို့ဝန်ထမ်းတွေကိုလိုက်လဲစိတ်စေတနာနဲ့ကိုယ်တိုင်ကိုလိုက်လဲစိတ်စေတနာပပနဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားလိုပါတယ်ဆရာကျောင်းမင်းမျိုးကဟိုးပြေရဆရာဒီမှာရာရှိငယ်ဘွားနဲ့လည်းညီသွားခဲ့တယ်ကျွန်တော်ဟုတ်ပါတယ်ဆရာဟုတ်အဲ့တော့ဟိုဆရာပြန်ဝင်လာတဲ့ချိန်မှာဆရာမျိုးကိုပြန်မြင်ရတဲ့မြင်မျိုးပေါ့ခုလိုမျိုးပြည်သူတွေလွတ်လွတ်လပ်ပြန်ပြီးတော့နေခွင့်ရတဲ့နေခွင့်အဲ့ဒါတွေမြင်ရတော့ဆရာခံစားချက်တွေပေါ့ကျွန်တော်က ီကိုကျွန်တော်တို့ကကျွန်တော်ကဒီမျိုးမျိုးမှာကျွန်တော်တာဝန်ချမ်းဆောင်တော့လက်ထောက်မီတိုးတော့ကတော့ကျွန်တော်တို့မီဒတ်တက်စုမှုပေါ့မီဒတ်တက်စုမှုပေါ်ကလည်းကျွန်တော်တို့တော်တော်ပေါ်မီဒတ်တင်တန်းကြောင်းအောင်လေကျွန်တော်ဒီမှာဒီကိုတာဝန်ကြပါကြားတဲ့ချိန်မှာကျွန်တော်တို့ယုံလေးကဟိုလိုခေါ်မယ်အုတ် brick knocking ပေါ့နော်အုတ်လေးနဲ့ကားနဲ့စီးတာပဲရှိတော့အခုမီးလောင်သွားတဲ့ဒီဂျပန်ကားလေးဒစီမျိုးကဝယ်ပေးထားတဲ့ကားလေးဒစီနဲ့ဟိုနောက်တော့ကဟိုကားလေး တူတာမိသားရေတိုင်းတူတာမိသားမိရင်းတိုင်းကလည်းဂျပန်ခက်ကကားလေးပေါ့ဒါကျွန်တော်တို့ကကျွန်တော်ကမိသားမှာငယ်ငယ်လေးတည်းကငွေခဲ့တာမိသားကောင်းမှာပဲကြီးခဲ့တယ်လို့ဆိုတော့တူတာခေါင်းလုံးဆိုဂျပန်နိုင်ငံပေးထားတဲ့ဟာဆစ်ရော်ကြီးဖြစ်ပေးထားတဲ့ကားလေးအဲ့ဒီကားလေးတစ်စီးနဲ့ကျွန်တော်တို့ကနေခဲ့ရတာအဲ့ဒီရုံးကလည်းအဲ့လိုပဲအခုပြင်တော့အိမ်ဆိုကျွန်တော်ရောက်တဲ့ချိန်မှာအခုမိလောင်သွားတဲ့ပြင်တော့အိမ်လေးကရှိသေးတယ်ဒီနှလုံးလည်းရှိတယ်အခုလည်းရှိဒီဘေးမှာရှိနှလုံးလည်းရှိတယ်အဲ့တော့ကျွန်တော်တို့နေခဲ့ရတာထင်ရန်ကားလေးနဲ့နေခဲ့ပြီးမှလည်းနိုင်ငံတော်ကြီးခဲ့တွေက ဟလာ2010ဝန်းကျင်ပါပေါ့နော်အဲကျွန်တော်တို့2010စက်တင်ဘာနေ့အဲ့ဒီမှာဘာလုပ်ပေးလဲဆိုတော့မိသားယုံကြီးကိုစောက်ပေးတော့ကျွန်တော်နေတဲ့ကျွန်တော်အဲ့ဒီမှာကျွန်တော်အဲ့ဒီချိန်မှာစောက်ပေးတဲ့ချိန်မှာကျွန်တော်တီဘုံမှာရောက်နေတီဘုံမှာလည်းစောက်ပေးတယ်အဲ့ဒါကြောက်မဲ့လည်းဒီယုံလေးစောက်ပေးတော့ကျွန်တော်နေတော့တော့ပြင်အောင်လေးပေါ့အဲ့တော့ဆိုတော့မျိုးကြီးကတိုးတက်လာတယ်နော်တမိသားဌာနတိုးတက်လာပြရုပ်တွေတိုးတက်လာတယ်နောက်တစ်ခါမိမိလုံးကြောင့်ရင်းနေရင်မှန်းချက်တာဝန်လေးရဖြစ်တဲ့ကေတရေးတွေလုပ်ငန်းတွေတဘာဝဘေးကနေကျူတင်ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့တဲ့ ဆင့်မြင့်တဲ့ပစ္စည်းတွေအများကြီးကျွန်တော်တို့ပေးလာတာပေါ့နော်ပေးလာတဲ့ခါမှာလောကကံရတာပြည်သူတွေဆောင်ရွက်ပေးတဲ့ခါမှာဟိုကဒီပစ္စည်းတွေလည်းတော့ကျွန်တော်တို့မမြဲဘူးလားများကြတာဟိုရှင်းရှင်းပြောကျွန်တော်တို့ကတပွင့်ပွားရနေတော့တော်လားလို့လို့ပဲအဲ့ဒီပစ္စည်းတွေမြင်ပြီးတဲ့ခါကျတော့အော်ဒီလောက်ဒီဟာရင်နဲ့လောက်ရတာပျော်တာပေါ့အပျော်တဲ့ခါကျတော့အခုကျတော့ဟိုတော့ကလောဒီပစ္စည်းတွေနဲ့လောက်ရင်ကျွန်တော်တို့ကအားရတရောနဲ့ဆောင်ရွက်ကြဟိုတပ်ဖွဲ့ဝင်နေအခုကပြန်လာတဲ့ခါကျတော့ကျွန်တော်လည်းနေခဲ့ဘူးတယ်ကျွန်တော်က မျိုးသမီးလည်းကျွန်တော်ဒီမှာအိမ်အောင်ကြာတာဆိုတော့ကျွန်တော်ဒီကိုမျိုးလိုပဲလေအဲကိုမျိုးလိုပဲကျွန်တော်ရောက်ခမတယ်ပါဒီမှာပဲဟုတ်အဲကိုမျိုးလိုပဲတဘောထားအဲ့တော့ဒီကြောက်မဲမျိုးရယ်မှာမဟုတ်ပါဘူးကျွန်တော်လာရှုမှလည်းနေခဲ့ဘူးတယ်ဒီဘောမှလည်းနေဘူးတယ်အဲဟိုဟာခါမှလည်းနေဘူးကျွန်တော်ရောက်တဲ့နေရာမှာတော့ကျွန်တော်တတ်နိုင်ဆုံးစိတ်စေတနာထားတယ်တပ်ဖွဲ့နဲ့ကျွန်တော်တပ်ဖွဲ့နဲ့ပြည်သူတွေနဲ့တပ်ဖွဲ့ဝင်တွေနဲ့လောက်ကကကန်မှာကောင်းကောင်းမွန်လုံးလိုက်အောင်တဲ့နိုင်ငံတော်အတွက်ပေါ့နော်ကျွန်တော်တက်ဆာရှိရှိနဲ့ဆောင်ရွက်ပေးပါတယ်အဲဆောင်ရွက်ပေးတယ် အဲအခုတော့ကျွန်တော်ရောက်လာတဲ့ချိန်မှာဒီလိုမြင်လာကြကျွန်တော်တို့ရုံးတယ်သူတို့တွေဖြစ်သွားတယ်ဆုတ်ထားတယ်ပြုတယ်ဆိုတော့စိတ်မကောင်းဘူးရင်ထဲမှာဘလို့ခေါ်မှခံစားလို့မတတ်တဲ့ခံစားမှုကြီးတစ်ခုပေါ်ပေါက်လာတော့အဲ့ဒါဒါကြီးကဟောဘလို့ခေါ်မှညင်လိုက်တဲ့ခါမှာဒါကွာငါတို့မိသားတော်မလုပ်တဲ့မဟုတ်ဘူးဒါရီဟာဒီဌာနဒီမျိုးရဲ့တိုးတက်မှုဟာဒါတွေပဲရှိတယ်ဟုတ်လားဌာနဆိုင်ရုံးနေတိုးတက်ခဲ့တယ်ဟိုတော့ရုံးနေဆိုရင်ခရယာရွှေအုပ်ရုံးဆိုရင်ဒါပြင် ဟိုတော့နှစ်ထပ်ပြင်နောင်လေးနဲ့ဘေးပေါ်မှာပြင်နောင်တော့အောက်မှာဟွာနဲ့အုတ်လေးနဲ့ဒီလိုမျိုးတွေပေါ့နော်တချို့ယုံနေရတာဌာနဆိုင်ယုံနေရစားတောင်းလဲသွားတဲ့အချိန်ဟိုတော့အနေထားကျွန်တော်ရှိသပွင်းနှပွားနဲ့နေတော့အနေထားနဲ့ကျွန်တော်ရာထူးတွေစဉ်စဉ်တက်သွားပြီးတဲ့နောက်ပိုင်းမှာပြောင်းလဲသွားတဲ့အနေထားအဲ့ဒီကျွန်တော်ဒီဘောမှာနေသွားတဲ့ခါမှာပြောင်းလဲသွားတဲ့အနေထားတွေနဲ့အများကြီးပေါ့နော်တိုးတက်လာတဲ့ခါပေါ်မှာအခုတခါလူလူဖြစ်သွားတဲ့ခါကျတော့ဘာလို့ပြောရရင်တမင်မွေးကြားသိုင်းဖြစ်နေတယ် တိုင်းပြည်ကတိုးတက်ရမယ့်ဟာမတိုးတက်တော့ဘူးလေဒီမျိုးနဲ့ဒီပစ္စည်းတွေနောက်ထပ်အစ်တတွေထိုက်ရမှာဟာဒီအဟောင်းကိုပဲပြက်စီသွားတဲ့ဟာကိုပဲပြန်ဖြည့်နေမယ်ဆိုရင်ကျွန်တော်တို့တွေကဘယ်လိုလို့ပေါ်ကိုတက်လို့ရမှာလဲအဲ့တော့ဖြည့်ဖြည့်နဲ့အနှုတ်ပဲပြောရအောင်ပေါ့တကယ်လို့ကျွန်တော်တို့နိုင်ငံငါးနဲ့ရှင်မယ်ဆိုရင်ကျွန်တော်တို့အားလုံးကတိုင်းပြည်မှာရှိတဲ့ပြည်သူတွေအားလုံးကျွန်တော်တို့တောင်းဝန်ထမ်းတွေရောအားလုံးကတက်ကြီးလက်ကြီးနဲ့သွားမယ်ဆိုကျွန်တော်တို့နိုင်ငံကတော်တော်တိုးတက်သွားမှာလေလက်ရှိအခြေအနေပေါ့လက်ရှိအခြေအနေမှာ တော့သူတို့မထွက်ခင်ရမှာဒါကိုမိရှုသွားခဲ့ဟုတ်တယ်ခင်ဗျာမိရှုသွားခဲ့တဲ့အချိန်မှာတော်တော်များများတိတော့ဆရာတို့ယုံတယ်အဲဒီကကားကြီးမိတော့ဟုတ်တယ်ဗျပျက်စီးရှိတယ်ပေါ့ဟုတ်တယ်အဲ့တော့ဘယ်ဟာကြီးမိရှုခံရတည်လဲဒီကားပျက်စီးတာ ਨੇ စုစုပေါင်းတန်ဖိုးဘယ်လောက်လောက်ဆုံးရှုံးလဲအခုကျွန်တော်တို့မိရကားပေါ့နော်မိရကားကဒီကြောင့်ဒေါန်ဖန်မင်းကြီးတိုင်ရပါတော့ဒီမိဒရင်ဆိုရင်ဒါအ ਨੇ ဆုံးပမာငွေနဲ့ဆိုရင်တိတ်ထွားရှိမှာမဟုတ်ဟိုတော့သေးနဲ့ဆိုရင်တိတ် 800ဝန်းကျင်လောက်တော့ရှိမှာပေါ့နော်ဒါကတော့ကားကသွားတာပြူလန်တော့သွားမှာဆိုရင်ဟိုကျွန်တော်တို့မီတာရှူတော့ရာနည်းနည်းကြာတော့တက်တန်းနဲ့တွက်လိုက်မှာဆို3500ဝန်းကျင်လောက်တော့900ဝန်းကျင်လောက်တော့ကုန်မှာပေါ့ဟိုဟာဆိုရင်ကျွန်တော်တို့ဂျပန်ကားပေါ့နော်ဂျပန်ကားဆိုလဲ1000ကရှူတာတွေလေဟိုဘေးမှာ1998ခုနှစ်မှာပေါ့နော်အဲ့ဒါမျိုးပြည်သူလူထုကနေသူငွေချင်းနဲ့ဝယ်တာတော့ပေါ့နောက်တစ်ဒီကတော့ကျွန်တော်တို့ပြန်လဲပြည်ပြင်တိဆောက်ပေါ့နိုင်ငံတော်ဟိုဟာ သမရယူသိမ့်စိန်လက်ထက်မှာပြုပြင်တိဆောက်ခြင်းနဲ့ချိန်ပြောင်းနဲ့လှုပ်ပေးတဲ့ချိန်မှာအဲကျွန်တော်တို့ကားတစ်စီးရလဲအဲဒီကောင်ရေတဲရင်ကားစီးတော်တော်တုံးလို့ရပါအဲ့တော့အခုနောက်ပိုင်းမှာဟိုဖြစ်တဲ့အခါကျတော့ဒီကားတွေကအခုတော့ပြတ်သွားခေါင်းပိုင်းလောင်သွားတဲ့ဟာနဲ့ဘော်ဒီကောင်ဆိုရင်တော့တကားခေါင်းတကောင်လုံးလောင်သွားတော့နောက်ပိုင်းကတော့မလောင်ဘူးပေါ့အဲ့တော့ဒီခေါင်းပိုင်းနဲ့တွက်မှာဆိုရင်တော့အင်ဂျင်နဲ့ခေါင်းပိုင်းနဲ့တွက်မှာဆိုတော့အဲ့နေသုံးမရှိဘူးဆိုတော့အဲ300ဝန်းကျင်နဲ့300 200နဲ့300ချားမှခတ်မှန်းလာလို့ရတယ်စောက်ဦးတယ်ရော အဲအဆအူကတော့ကျင်တော်ပေါ့နော်1990ခုနှစ်ကတိဆောက်ထားတဲ့ကျွန်တော်တို့တစ်တာတွမိုးပြင်ကပြင်ငင်းပေါ့နော်အဲ့ဒီအဆအူကဆိုရင်6ခန်းတွေတစ်ထပ်ပေါ့သူဆိုရင်တော့လုံးဝပြဖြစ်သွားတာအလုံးဝပြဖြစ်သွားတာပေါ့နော်သာသာဘလို့ပဲပြောပြောဝဏ္ဏနေလို့ရတယ်အတိတ်ဆောက်မှဆိုရင်ဒီအဆအူကကာလတန်ဖိုးရဆိုရင်သိဟိုတက်နေပဲဆောက်မှဆိုရင်တော့ခုနပြောသိ၄-၅ရောက်တော့ခုမှပဲလေအာစီဆောက်မှဆိုရင်လည်းခုမှပဲဒါကတော့လူတိုင်း နားလည်ပါတယ်တော့ချက်မှုလည်းရပါဆုံးရှုံးမှုတန်ဖိုးကတော့ဘာပြောပြောနိုင်ငံတော်တော့ဆုံးရှုံးမှုတန်ဖိုးကြီးမားတော့ပြန်နေတာပြည့်စုံပြီးပြောကြနေတာအဲ့တော့ကျွန်တော်တို့ပြောချင်တာကတော့ဘာပဲဖြစ်ဖြစ်ပေါ့ဗျာအဲဒီမျိုးကြီးပြန်လဲဒီဆောင်ရေးလုပ်ငန်းမှာကျွန်တော်တို့ပြည်သူတွေလည်းဒါတွေဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါနောက်နောက်မျိုးဒါမျိုးတွေမဖြစ်တဲ့အောင်လို့အဲခုနပြောလို့ကျန်တဲ့ဖက်ဖွဲ့စည်းကိုလည်းပြောချင်တာကတော့ကျွန်တော်တို့ငြိမ်းချမ်းမှုလေးတော့ယူကြပါအားလုံးငြိမ်းချမ်းတိုင်းပြည်တိုးတက်ပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ 山那的呀。好，吐他了，啊。 အဲ့လိုမျိုးအဓိကကောင်းတယ်ဂျပန်ကဟော Nissan ကွန်ဒိုဒါကိုဒီကိုဒါဟောဒီမှာပဲကိုဒီကိုဒါပါပြည်သူရဲ့ငွေကြေးတွေနဲ့စုဝယ်ထားတယ်လောကဝယ်ပြုံးပြုတ်ပါဝယ်လေးရတယ်ဩဟုတ်လက်ရှိချိန်မှာတော့ဒါကားကတော့ဒါပြစီဆုံးရှုံးတာတော့ဒါဘာပါဝင်ဆိုရင်ဒါကတော့နည်းနည်းမီးဟက်သွားတယ်ဒါကတော့နည်းနည်းဒီကားကတော့ဟက်သွားတယ်ဒါသေးလို့မပေါ်ဟုတ်ဒီက driver ခန်းထဲမှာတော့ဟုတ်ကဲ့ဟုတ်ပါမရှိတော့ဟုတ်လက်လက်ကုန်ဟုတ်ဟောရင်ဟိုဟာအပူချိန်နေပေါ့နော် အင်းအပူချိန်နဲ့ရှုပ်တဲ့အပူချိန်နဲ့တို့ကဒီကောင်ခေဟောင်းကားလားဒါကပြုပြင်တိဆောက်လို့ခေါ်တယ်အော်ဟုတ်ဟုတ်ပြုပြင်တိဆောက်ကားတယ်လို့ခေါ်တယ်ဟိုကဟာတရုတ်ကနေတင်တာနဲ့လေလံတင်တာခေါ်ပြီးလုပ်ဝင်တာပေါ့နော်ဒီကားကဒီကားဒါကတော့မြို့ကန်ကြီးပတ်စံနဲ့ဒီကားကမြို့ကန်မြို့ကန်ကြီးရဲ့ပတ်စံနဲ့ဝင်ထားတာသူကတောင်တဲ့တောင်ဆင်းနေပါလေအသက်ဆင်းနေအကုန်ကောင်းတယ်အကုန်ကောင်းတာအော်ဒီလိုကတော့ကားရဲ့ဆိုင်တော့ဒီကားရဲ့ဆိုင်တော့တာအေးပေါ့